ုပ်ရှင်နဲ့အလုပ်သမားကြမှာအငင်းပွားမှုတွေဖြစ်လာရင်ဖြေရှင်းမှုအတွက်အလုပ်သမားရဲ့အငင်းပွားမှုဖြေရှင်းရေးဥပဒေကို2019မှာဒုတိယကြိမ်ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းထားပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားကြမှာခွင့်ရက်တွေ၊လောက်ခလာစာတွေ၊ခံစားခွင့်တွေနဲ့ပတ်သက်လို့ညှိနှိုင်းလို့မရကြတဲ့အခါခွဲခြားတာတွေဖိနှိပ်တာတွေအတွက်အလုပ်သမားတွေဘက်ကတောင်းဆိုကြတဲ့အခါစည်းကမ်းဖောက်ဖျက်တာတွေအရေးအချင်းမပြည့်မီတာတွေအတွက် အလုံရှင်တွေဘက်ကတောင်းဆိုကြတဲ့အခါဖြစ်ရတဲ့အငင်းပွားမှုတွေအတွက်ဒီဥပဒေကဘလောက်အသက်ဝင်ပြီးဘလောက်အထိအသုံးချလို့ရမလဲဆိုတာတွေကိုရေကြီးအားကဒီတပတ်နေပြည်တော်ကနေဆွေးနွေးထားပါတယ်။အလုံသမားတိုင်းမှာအလုံသမားခွင့်ရရှိပါတယ်။အလုံသမားတွေရဲ့အခွင့်အရေးကိုဆွေးနွေးဖို့ရေကြီးအားကအမြဲအစဉ်သင်ရှိနေပါတယ်ရှင်။မင်္ဂလာပါရှင်ရေကြီးရဲဆင်းရဲခမ်းမကနေကြိုဆိုပါရရှင် ကျွန်တော်ဒီနေ့မှာဆိုရင်တော့အလုံရှင်နဲ့အလုံသမားတွေကြားကအငင်းပွားမှုတွေဖြစ်ရတဲ့နေရာမှာဘယ်လိုမျိုးအငင်းပွားမှုတွေအများဆုံးဖြစ်ကြတာလဲဒီဟာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းကြမလဲဆိုတာတွေကိုဆွေးနွေးဖို့အတွက်အလုံရှင်တွေအလုံသမားအရေးကူညီဆောင်ရွက်သူတွေဆိုင်ရုံအလုံရုံတွေမှာအလုံလုံနေတဲ့အလုံသမားတွေကုမ္ပဏီဝန်ထမ်းတွေဥပဒေပညာရှင်တွေအဲ့ဒါပြင်ဥဆောင်ဆွေးနွေးမဲ့ဆရာဆရာမတွေကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်အခုဆိုရင်အားလုံးလည်းရောက်နေကြပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့ဆွေးနွေးပွဲကိုစတင်ပါပြီရှင်ဆိုတော့အရင်ဆုံးကျမတို့ဒီနေ့ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တော်ဧည့်သည်တော်တွေကိုကျမတို့ ဥဆောင်ဆွေးနွေးသွားမယ့်ဆရာဆရာမတွေနဲ့မိတ်ဆက်ပေးခြင်းပါရရှင်။ကျမတို့ဘေးကက်ရဲ့ဒီမှာထိုင်နေတာကတော့ဆရာဦးမျိုးအောင်ပါ။ဆရာကတော့အလို့သမားလူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဖြစ်ပါတယ်။ကျမတို့ဆရာရဲ့ဘေးမှာထိုင်နေတာကတော့အမဒေါက်တာတသက်ခိုင်ပါရှင်။အမကတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်သလိုစီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်ပါတယ်။ကျမတို့ဒီနေ့မှာဆိုရင်တော့ဒီလိုမျိုးလုပ်ငန်းရှင်ဘက်ကအမြင်နေနဲ့ပါဝင်ဆွေးနွေးသွားမှာပါရှင်။ကျမတို့တတိယမြောက်ခုံမှာထိုင်နေတာကတော့ဆရာဦးညွန့်ဝင်ပါ။ဆရာကတော့ အလုသမားလူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနအလုယုံနဲ့အလုသမားဥပဒေစစ်ဆေးရေးဦးစီးဌာနရဲ့ညွှန်ကြားမှုချုပ်ပါကျမတို့ဟိုးဘက်အစလုံးမှာထိုင်နေတဲ့အမားကတော့မတက်တက်အောင်ပါရှင်အမားကတော့အနာဂတ်အလင်းနှင်းများစုံမှန်အဖွဲ့ရဲ့ဒါရိုက်တာပါအလုသမားရေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်ရှင်ဆိုတော့ဆရာဆရာမတို့ဒီနေ့ကျမတို့ဆွေးနွေးပွဲကိုလာပေးတာကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဆိုတော့ကျမတို့အရင်ဆုံးစပြီးတော့မဆွေးနွေးခင်မှာအလုရှင်နဲ့အလုသမားကြမှာ အငင်းပွားမှုတွေကိုကျမတို့ဘယ်လိုမျိုးဖြေရှင်းနိုင်မလဲဆိုတဲ့သတင်းအချက်အလက်တွေကိုစူးစိထားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုရှိပါတယ်။အဲဗီဒီယိုလေးကိုကျမတို့ဒီဘက်က TV မှာအလုံးအတူတူကြည့်ကြအောင်ပါရှင်။အလုံသမားအခွင့်အရေးတွေကိုကာကွယ်စောင့်ရှောက်ဖို့အလုံရှင်တဲ့အလုံသမားအငင်းပွားမှုတွေကိုတရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့အလုံသမားအငင်းပွားမှုဖြေရှင်းရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။ ်အငင်းပွားမှုဆိုတာလုပ်ငန်းခွင်ရေးရာကိစ္စတွေမှာအလုပ်ရှင်နဲ့အလုပ်သမားကြားသဘောထားကွဲလွဲမှုတွေကိုဆိုလိုတာပါဒီဥပဒေထဲမှာအငင်းပွားမှုကိုအခွင့်အရေးဆိုင်ရာအငင်းပွားမှုနဲ့အကျိုးစီးပွားဆိုင်ရာအငင်းပွားမှုဆိုပြီးတရားစီအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်ဒီဥတွေထဲမှာအငင်းပွားမှုတွေဖြစ်လာတဲ့အခါညှိနှိုင်းဖြန့်ဖြေးဆောင်ရွက်နိုင်မှုအတွက်တက်ဆိုင်ရာကော်မတီနဲ့ဖွဲ့စည်းဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ဖြည့်ရှင်းဆောင်ရွက်မယ့်လမ်းစဉ်တွေကိုဖော်ပြထားပါဗျာ။ ဒီဥပဒေအရအငင်းပေါမှုဖြည့်ရှင်းစနစ်ဟာနိုင်ငံဝန်ထမ်းတွေရဲတပ်ဖွဲ့ဝင်တွေနဲ့တပ်မတော်ရဲ့ကုကဲမှုအောက်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက်အကျုံးဝင်ပါဘူး။ကျမတို့ဒီနေ့မှဆိုရင်တော့အလုရှင်နဲ့အလုသမားချက်မှဖြစ်လေရှိတဲ့အငင်းပေါမှုတွေအကြောင်းဆွေးနွေးသွားမှာပါ။အဲဒီနောက်မှာတော့ကျမတို့ဒီအငင်းပေါမှုတွေကိုဘယ်လိုမျိုးတွေညှိနှိုင်းဖြန့်ပြေးတဲ့အစ်စ်တွေကိုသွားကြမလဲ။ဘယ်လိုမျိုးဖြည့်ရှင်းတဲ့နိလန့်တွေကိုသွားကြမလဲ။ဒီအပိုင်းတွေကိုလည်းကျမတို့နောက်ပိုင်းမှာဆွေးနွေးသွားမှာပါ။ဆိုတော့အရင်ဆုံးကျမတို့အလုသမားတယောက်ရဲ့ဆွေးနွေးချက်နဲ့စတင်ချင်ပါတယ်။ ဆိုတော့ကျမတို့အလေတမ်းမဲ့ဒုတိယမြောက်ကခင်းရောင်နေညီမလေးပါ။ तू ကကျမမပြောခင်နေရအစိုးရကစားထောင်နေရညီမလေးပါ။တမီမဲချင်တာလေးပေါ့တိချင်တာလေးတခုရှိတယ်။တမီတို့ကိုယ်တိုင်ခန်းစားနေရတယ်အခုလက်ရှိလေးပေါ့။ပြောရမလို့လွတ်တက်ခွင့်တောင်းနေတောင်းတဲ့ခါမှာလွတ်ရှင်ဘကလွတ်တက်ခွင့်ကိုမပေးဘူး။မပေးတဲ့နဲ့ထပ်တောင်းမယ်ဆိုရင်တို့အလုပ်တဲကိုမဝင်လာနဲ့ဆိုပြီးတော့နဲ့စက်ရုံပြင်ပါအောင်တမီတို့မောင်းထုတ်လိုက်တယ်။ စောင့်တဲ့တော့မပေးဝင်တော့ဘူးအဲ့လိုမျိုးလှုပ်ထားတဲ့ပုံမှန်မူတည်နှစ်ပတ်ကြာမှစောင့်ပြင်မထောက်ခံရပြီးနှစ်ပတ်ကြာမှဥစည်းထဏရရလာတယ်တဆိုင်ရဥစည်းထဏရရလာပြီးစစ်ဆေးတဲ့အခါမှာဥစည်းထဏတွေအရှင်းမှလည်းသူကပြောတယ်အလုပ်သမားတွေတူမခေါ်နိုင်တော့ဘူးတူလည်းလုံမခိုင်းဘူးသူတို့လည်းစက်ရုံတွင်းမှာမခေါ်အလုံခိုင်းဘူးအဲ့တော့လှုပ်တက်ခွင့်ကအလုပ်သမားတွေရဲ့ရပိုင်ခွင့်ဆိုတော့တမီးတို့တောင်းခံမှုလူလာပေါ့ဟိုဒီလိုကိစ္စတွေဖြစ်လာခဲ့ရင်လည်းဘယ်လိုပုံစံနီးနာရင်လဲသူတို့ဖြည့်ရှင်းတင်လဲကျေးဇူးပါဟုတ်ဆရာကျမတို့ဆရာဦးညွင့်ဝင်းရှင် ဒီလိုမျိုးဥပဒေပါအခွင့်အရေးတွေကအလုပ်သမားတွေကသူတို့အလိုလျောက်ရနေရမှာမဟုတ်လားသူတို့တောင်းဆိုမှာဒါမျိုးတွေကရရမှာလားဆရာကျွန်တော်တို့လုံတဲ့ခွင့်ကမဖြစ်မနေရမယ်ခွင့်ဖြစ်ပါတယ်တောင်းဆိုစရာမလိုပါဘူးအဲ့တော့တကယ်လို့အကြောင်းအကြောင်းကြောင့်ဒီဟာကိုနစ်နာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတက်ဆိုင်ရနေမြေမှာရှိတဲ့အလို့ယုံတဲ့အလုပ်သမားစစ်စေးဦးစီးဌာနယုံများကို တိုင်ကြားနိုင်ပါတယ် ော့တိုင်ကြားတဲ့အခါမှာလဲကျွန်တော်တို့ဒီမှာမေတ္တာရခံကျင်တာကတော့ဖုံးနဲ့တော့မလုပ်ပါနဲ့မပြောပါနဲ့ကျွန်တော်တို့ကခိုင်မာတဲ့တိုင်ကြားချက်ဒေါကျူမဲ့ရမှသာရေးယူဆောင်ရွက်လို့ရတာဖြစ်တဲ့အတွက်နင့်နာသူ ကိုယ်တိုင်ကနေပြီးတော့ဘယ်ဆက်ရုံမဲ့ဘယ်နေ့ကစပြီးအလုပ်ဝင်ပါတယ် EC မှာဒါတွေပါပါတယ်ကျွန်တော်တို့ဒါတွေနင့်နာမှုရှိပါတယ်လို့တင်ပြလို့ရှိရင်တော့ကျွန်တော်တို့ဒါရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ် ဒီလိုမျိုးအငင်းပွားမှုဖြစ်ရတဲ့အကြောင်းတွေတဲ့ကဘလို့အကြောင်းတွေများကျွန်တော်တို့ထပ်ပြီးတော့ကြားအောင်မလဲမသိဘူးရှင်ဆိုတော့ကျွန်တော်တို့ဒီအရှိဆုံးနဲ့အင်ဂျီအနီနဲ့မှပါရှင် ဤစီစာချုပ်ကိုချိုးဖောက်တယ်အလုသမားကချိုးဖောက်ခဲ့မယ်ဆိုရင်အလုသမားကတန်းပြီးလုပြုတ်ပါတယ်လုရှင်နေချိုးဖောက်တဲ့အခါမှာထိရောက်တဲ့ရေရွမှုမှုတွေမရှိတဲ့အတွက်ညှင်းပွားမှုပြဿနာတွေကရေရှင်နေဦးမှာပါအဲ့တော့နောင်မှာဖြစ်လာမယ့်ပြဿနာတွေအတွက်ဒီဤစီစာချုပ်နှုတ်သဘောတူစာချုပ်တွေကိုချိုးဖောက်တယ်ညွှန်ကြားချက်တွေကိုချိုးဖောက်တယ်ဆိုရင်ခုတက်ရောက်တဲ့လူကြီးမင်းနေနေနဲ့နောင်ပြဿနာမျိုးမဖြစ်အောင်ဘယ်လိုလှုပ်ဆောင်ပေးလို့ရမလဲဆိုတာသိချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဆိုတော့ဆရာမမတက်တက်အောင်ရှင်ဒီစာချုပ်တွေကိုမလိုက်နာဘူးဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက်စလုံးမှာမလိုက်နာတဲ့နှစ်ဦးနှစ်ဖက်စလုံးမှာတာဝန်ရှိတာဖြစ်တဲ့အတွက်ကျမတို့ကဒီမလိုက်နာတဲ့သူတွေအပေါ်မှာတော့ထိရောက်တဲ့အရေးယူမှုဖြစ်တဲ့နယ်ဆိုတဲ့အခါမှာတော့ဒီ2019အခုလက်ရှိပြန်ပြင်လိုက်တဲ့ဥပဒေတွေမှာတော့ဟိုအရင်တော့ဆိုလို့ရှိရင်တော့ဒံွေကအဆက်နှစ်မှာတော့9ဒိန်းလို့10ဒိန်းလို့ရှိပေမဲ့အခုတော့ဒံွေတွေပို့ပြီးတော့ညာလာတာမျိုးတော့ကျမတို့တွေ့ရတယ်ဒါပေမဲ့ဒီဥပဒေကအခုလက်ရှိကနီးဥပဒေတော့မထွက်သေးတာဖြစ်တဲ့အတွက်တော့ အခုတည်းကတော့ဒီဥပဒေနဲ့ဖြည့်ရှင်းတာမျိုးတော့ကျမတို့မတွေ့ရသေးဘူးပေါ့နော်ဆိုတော့ဘလောက်ထိရော့ပါသွားမလဲဆိုတာကတော့ကျမတို့ဒါကြည့်ရမှာပဲနောက်တစ်ခုကတစ်ဖက်မှာဥပဒေတွေပြောင်းလဲနေတယ်မူဝါဒတွေချမှတ်နေတယ်ဒီဥပဒေတွေမူဝါဒတွေကိုတကယ်အကောင့်ထည့်ဖို့ဖို့ထိထိရောက်အရေးယူဖို့လဲလိုတယ်လို့တော့ကျမအနေနဲ့မြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ဆိုတော့ကျမတို့ဆရာဦးမျိုးအောင်အကောင့်ထည့်ဖို့ဖို့ထိထိရောက်အရေးယူဖို့လိုတယ်လို့တော့ထောက်ပြသွားပြီကျမတို့ဦးဆောင်ဆွေးနွေးသူအမဆိုတော့ဆရာတို့အစိုးရဘက်ကနေရောဘာတွေစဉ်းစားထားလဲရှင် မျိုးနေညီတိုင်းဖြန့်ပြည်ရေးတို့ခုံတမာတိတို့ခုံတမာတိကောင်စီတွေရဲ့ဆုံးဖြတ်ချက်ကိုမလိုက်နာတဲ့ပုံမှာမြည်သူမဆိုးဆိုတာပါသွားပြီအဲ့တော့ခုနပြောတဲ့ဒဏ်ငွေတွေကလည်းမြင့်သွားပြီအမလူမျိုးနေညီတိုင်းဆိုရင်အောက်ကပေါ့အဆင့်ပေါ့နော်အောက်ကအဆင့်မှာဖြစ်တယ်ဒါ350နဲ့300လောက်ပဲတတ်မှတ်ထားတယ်ခုံတမာတိဆိုရင်300နဲ့300လောက်ဆိုတဲ့အမျိုးဖြစ်လာအဲ့တော့ဥပဒေရလည်းဟိုဘောင်ထဲမှာဝင်တဲ့တက်ဒါသက်ဆိုင်ဦးစီးဌာနလည်းစီးကြတယ်လို့ခုနပြောတဲ့စကားပဲ ညှိနှိုင်းပြန်ပြေးလမ်းကြောင်းမှာလဲသူ့ကိုဝင်ပြီးတော့မှပေါ့နော်ဟိုဆောင်းအကောင့်တယ်ပေါ်လို့ရအောင်တော့ဒါတော့ဒီဥပဒေရလဲဆောင်းရပေးထားတာရှိတာပေါ့နော်အခုဥပဒေအစ်စ်မှာတော့အဲ့ဒီဘက်မှာအလို့သမားရဲ့နစ်နာတာကိုလဲပေးရမယ်ပြီးရင်ဒီတဲ့ပြင်းထန်တဲ့ဒဏ်ငွေလဲပေးထားတာပေါ့နော်ဒါကတော့ဥပဒေရဲ့ပိုင်းရတော့စစ်ချက်ပေးထားပါတယ်လို့ဒါကတော့တက်ဆိုင်ရဟိုဝင်ကြီးဌာနနဲ့ရောဦးစီးဌာနနဲ့ရောလုပ်လို့ရအောင်တော့ဒီတိုင်းလေးတွားထားပါတယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ဆိုတော့ အမမတသက်ခိုင်ရှင်ကျမတို့ဘယ်လိုမျိုးစီးမြင်စီကန်းနေဆိုရင်အလုံရှင်တွေကပို့ပြီးတော့လေးစားမယ်လို့ထင်လဲရှင်ဒါအလုံရှင်ဘက်ကအမြင်တရားအနေနဲ့ပြောပြပေးပါအောင်ခုကျမဟိုဒီလိုတွေကြားရတာတော်တော်လေးစိတ်မကောင်းဖြစ်ပါတယ်ဟိုအလုံသမားတွေကလည်းအလုံရှင်ကိုရန်သူလို့သဘောထားတယ်နောက်အလုံရှင်ကလည်းအလုံသမားတွေကိုဟိုသူဟိုပါပေါ့ဥပဒေမလိုက်နာတဲ့အထီကိုဟိုဒီဒီစီးမြင်စီကန်းနေမဆောင်ထိန်မှုဆိုတဲ့ကိစ္စပေါ့နော်အဓိကတော့အပြန်အလှန်မိခိုတယ်အပြန်အလှန်ကိုင်းကျိုးမိကျွန်းကိုင်းမိဖြစ်တယ်ဆိုတော့ စိတ်လေးရယ်နောက်တစ်ခုကကြတော့မိသားစုစိတ်ဓာတ်ပေါ့ရှင်လူမှုရေးတာဝန်နေပေါ့နော်ဟိုဒီအလုပ်ရှင်တွေမှာလည်းလူမှုရေးတာဝန်ရှိတယ်အလုပ်သမားတွေမှာလည်းလူမှုရေးတာဝန်ရှိတယ်ဒါလေးတွေကိုအပြန်အလှန်သဘောတူပြီးတော့မှအသူကြောင့်မို့လို့ကိုလည်းအကျိုးရှိတယ်ကိုကြောင့်မို့လို့သူလည်းအကျိုးရှိတယ်အတူလက်တွဲပြီးသွားရမယ်ဆိုတဲ့စိတ်နဲ့အဲကျမတို့ဟိုဟာပေါ့ရှင်ဟိုပြဿနာအဖြစ်ခံဖြစ်တဲ့အထိမနေပဲနဲ့လေဟိုပြဿနာမဖြစ်အောင်ကာကွယ်တဲ့နည်းလေးပေါ့နော်ကျမတို့ကတော့ ကျမရဲ့ဒါကျမရဲ့တက်ရောက်တဲ့အတွေ့အကြုံပေါ့နော်အများစုကတော့ဒီလိုရှိကြမှာပါပဲရှင်ကိုငှားထားတဲ့ဝန်ထမ်းเนี่ยဘယ်သူမှပြဿနာမဖြစ်ချင်ပါဘူးနောက်တစ်ခုကကြတော့လဲကိုအလုတ်ရှင်เนี่ยပြဿနာဖြစ်ချင်တဲ့အလုတ်သမားဆိုတာလဲမရှိဘူးလို့ကျမထင်ပါတယ်ဆိုတော့ကျမတို့နောက်ထပ်ဒီလိုမျိုးအလုတ်သမားတွေဘက်ကအတွေ့အကြုံတွေဆွေးနွေးချက်တွေပဲကျမတို့အလှည့်ပေးပါမယ်ရှင်ဟုတ်ကဲ့ပါဆိုတော့ကျမတို့ညာဘက်ကပါဒီမှာလက်ထောင်ထားရကိုကျွန်တော်တို့စက်ယုံမှာအရင်ကဂျယ်လီသားဖြစ်ဖို့အတွက် ပေါင်းအလုံးရေ20ပဲလုတ်ပေးခဲ့ရပါတယ်ယခုလက်ရှိအတိုင်းတာမှာဆိုလို့ရှိရင်ကျွန်တော်တို့အလုံသမားတွေကပေါင်းအလုံးရေ32လုံးတိကျွန်တော်တို့တိုးလုတ်ပေးခဲ့ရပါတယ်အဲ့ဒီတိုးလုတ်ပေးခဲ့တဲ့အပေါ်မှာလာသာ တိုးတောင်းခဲ့တော်လဲအစဉ်ပြေမှု မရှိခဲ့ပါဘူးခွဲခြားဆက်ဆံမှုအတိုင်းတာမှာဆိုရင်လည်းကျွန်တော်တို့စက်ယုံပါလုံသမားတမကအဖွဲ့ဝင် မဟုတ်တော့သူကို ပေါင်းအလုံးကြီးတိုးလာတဲ့ပုံမူတည်ပြီးပတ်စံတိုးပေးထားပါတယ်။တမကအဖိုးဝင် ဖြစ်တဲ့လုံသမားဟုတို့တိုးပေးခြင်းမရှိဘဲအဲ့လိုမျိုးကျွန်တော်တို့ခွဲခြားဆက်ဆံမှုယခုလက်ရှိကိုကြုံတွေ့နေရတဲ့အခြေအနေဖြစ်ပါတယ်။တမကအဖိုးဝင် ဖြစ်တဲ့သူတွေကိုအလုတ်ချင်ဘက်ကပို့ပြီးတော့လုံအားတိုးခိုင်းအတင်းအာဓမ္မတိုးခိုင်းတာမျိုးတွေလည်းကျွန်တော်တို့မှာကြုံတွေ့နေရပါတယ်။ယခုဒီကိစ္စပြဿနာတွေကိုတာဝန်ရှိလူကြီးများများအနေနဲ့ လမ်းကြောင်းမှန်တဲ့ဥပဒေနဲ့ဘလို့ထိရောက်တဲ့ဥပဒေမျိုးတွေနဲ့တာဝန်ယူဆောင်ရွက်ပေးနေတယ်လဲဆိုတာကျွန်တော်မေးချင်ပါတယ်ခင်ဗျ။ဆိုတော့မသက်သာအောင်ရှင်ကျမတို့ ီလိုမျိုးအလုပ်ရှင်တွေကတမကတွေဖွဲ့ပြီးဆိုလို့ရှိရင်အလုပ်သမားတွေပုံမှာသူတို့မကြိုက်တော့ဘူးတမကဖွဲ့မှာသူတို့မလိုလားတော့ဘူးဒါပေမဲ့အလုပ်သမားတွေကလည်းသူတို့တမကဖွဲ့ရှင်တယ်ဒါတော့ကျမတို့အများရန်ကြားနေကြအယူဆင်းတဲ့ပြဿနာတစ်ခုပါဆိုတော့ဒီပြဿနာကဘာကြောင့်ဖြစ်ရတာလဲရှင်ကျမပြောချင်တာကတစ်ဆက်တည်းမှာပဲအလုပ်ရှင်တွေဘက်ကလည်းပဲအလုပ်သမားအဖွဲ့စီအလုပ်သမားတမကတွေကိုဟိုခုနလိုမျိုးကြောက်တဲ့ကြောက်တယ်ဆိုတာတဲ့ဒီအဖွဲ့စီတွေအပေါ်မှာထားတဲ့စိတ်ဓာတ်ပေါ့နော်ဒီလိုမျိုးဖြစ်လာလို့ရှိရင်တော့ငါတို့မလိုလားအဲ့တဲ့ပြဿနာတက်လာမယ်ဆိုတဲ့အတွေးခေါ်မျိုး လုပ်ငန်းရှင်တွေဘက်မှာရှိဒီလုပ်ငန်းရှင်တွေဘက်ကိုလည်းကျမပြောချင်တာချိန်မှာဒီ mindset တွေကျမတို့နိုင်ငံကအတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်သွားမယ်တကယ်ကိုအတိုင်းပြည်အတွက် global ကိုကျမတို့ကမ္ဘာလုံးဆိုင်ရာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါတွေကမရှိမဖြစ်ကျမတို့မဆွေးနွေးမဖြစ်ပြီးတော့တကယ်ကိုကျမတို့အတိုင်းပြည်ဖွံ့ဖြိုးအတွက်ဆိုလို့ရှိရင် democracy နည်းရဆိုလဲညှိနှိုင်းဆောင်ရွက်မှုတွေအားကောင်းလာဖို့လိုအပ်တယ်အဲ့အတွက်တမကတွေအခန်းကဏ္ဍတွေကိုကျမတို့အလို့ရှင်ဒီဘက်ကနေအတိမတ်ပြုပေးဖို့လိုတယ်ဆိုတော့အမဒေါက်တာတသက်ခိုင်ရှင် တကယ်ပဲလုပ်ငန်းရှင်တွေကတမကဖွဲ့မှာအကြောက်ကြလားဒါလေးကိုအတိုးချုံပြီးတော့ဖြေပေးပါရှင်။ဟိုတမကဖွဲ့တာကိုကျမတို့ကတားဆီးလို့မရပါဘူးအခုချိန်မှာလေ။တားဆီးလို့မရဘူးခုအခုအခု2008ဖွဲ့စည်းပုံရတယ်လေကျမတို့ကလွတ်လပ်စွာအသင်းပင်းဖွဲ့ပိုင်ခွင့်ရှိတယ်ဆိုတော့တမကတွေလည်းဖွဲ့စည်းခွင့်ရှိပါတယ်ရှင်။အဲရှိပေမဲ့လည်းအလုတ်ရှင်တွေဘက်ကလည်းဟိုအလုတ်သမားတမကဆိုတာနဲ့ကြောက်မသွားအောင်အလုတ်သမားတမကတွေကလည်းအလုတ်ရှင်တွေနဲ့ဆက်ဆံရေးတည်ဆောက်ရမယ်ပေါ့နော်။အဲဘယ်လိုလဲဆိုလို့ရှိရင်ဒီ ဟိုကောင်းရင်လည်းအလုတ်ရှင်တွေကောင်းရင်လည်းကောင်းတယ်လို့ပြောရမယ်အဲအလုတ်ရှင်တွေဘက်ကမကောင်းဘူးပေါ့လိုက်နာစရာလိုတယ်ဆိုလို့ရှိရင်လည်းအလုတ်ရှင်တွေကိုအလုတ်ရှင်အလုတ်သမားရဲ့ကိုစားညှိနှိုင်းပေးရမယ်ပေါ့အဲတစ်ချိန်တည်းမှာလည်းဒီအလုတ်သမားတည်းမှာလည်းကိုယ်ကိုလာပြောနေတဲ့ အလုတ်သမားတွေကကိုလိုအပ်ချက်တစ်ခုလေးကွက်ကွက်ပဲကြည့်ပြီးတော့မှဒီခြုံငုံစဉ်းစားသုံးသပ်တာမရှိဘူး။နောက်အလုတ်ရှင်ရဲ့အကျိုးပြက်မှဒီအလုတ်သမားကရမယ့်အခွင့်အရေးမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်လေနောက်တစ်ခုကကြဥပဒေတွေနဲ့တိုင်းတာရမယ်ပေါ့နော်။ဥပဒေနဲ့နီးလန်းမဝင်ဘူးဆိုလို့ရှိရင်လေကိုအလုတ်သမားကိုပြန်ပြီးဖြောင်းပြတာမျိုးလုပ်ရမှာပေါ့ရှင့်။ဖြည့်သွားပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်။ကျမတို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေဒီလိုမျိုးလှုပ်ရှင်တဲ့လှုပ်သမားကြအငင်းပွားမှုတွေလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေပေါ်မှာ အလုံသမားတွေဒီအလုံသမားရေကူညီဆောင်ရွက်ပေးနေသူတွေနောက်ပြီးတော့အလုံရှင်တွေသူတို့ရဲ့စကားသံတွေကိုကျမတို့ရေကြီးအဖွဲ့သားတွေကဒီနေ့ဆွေးနွေးပွဲမတိုင်ခင်မှာရိုက်ကူးထားတာရှိပါတယ်အားလုံးပဲဒီဘက်က TV မှာကျမတို့အဲ့ဒီဗီဒီယိုလေးကိုကြည့်ကြည့်အောင်ပါရှင်အလုရှင်အလုသမားအငင်းပွားမှုတွေဖြစ်ပေါ်ကြတဲ့နေရာမှာတအူးချင်းအငင်းပွားမှုနဲ့အဖွဲလိုက်အငင်းပွားမှုတွေဆိုပြီးတော့ရှိပါတယ်။ ဦးချင်းအငင်းပွားမှုတွေမှာအများဆုံးကြုံတွေ့ရတာကတော့ကြိုတင်အကြောင်းမကြားဘဲနဲ့အကြောင်းပြချက်မရှိအလုပ်ထုတ်ခံရတာမျိုးတွေဖြစ်နေတာပါအဖွဲလိုက်အငင်းပွားမှုတွေကတော့အလုပ်သမားဥပဒေပါအကျိုးခံစားခွင့်တွေဖြစ်တဲ့လုခလာစာမရတာအလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်တွေကိုဖောက်ဖျက်တာတွေနဲ့အချိန်ပိုကြီးအလုပ်ပိတ်ရက်ဒါတွေအတွက်အများဆုံးအငင်းပွားမှုတွေဖြစ်နေကြတာပါ ကျွန်တော်တို့မြန်မာနိုင်ငံမှာသတ်မှတ်ထားတဲ့ဥပဒေသည်အလုတ်ချိန်ပြီးသွားပြီဆိုရင် overnight 3နာရီခွင့်ပြုပေးတာရေပေါ့။ဒါပေမဲ့အလုတ်ရှင်တွေကသူတို့ကုန်ထုတ်ဆိုတာအရေးကြီးတဲ့အတွက်ပေါ့နော်။10နာရီ17နာရီအဲ့လိုတွေခေါ်တဲ့ကိစ္စရင်းနဲ့ပြဿနာတက်တယ်။ overnight သည်အလုတ်သမားရဲ့ right ဖြစ်တယ်။အလုတ်ရှင်တွေသည်စာရုံမှာတာဝန်ရှိတဲ့လူပေါ့နော်။ PR ပေးခိုင်းပြီးတော့လူသမားတွေကိုမစင်းဘူးဆိုရင်အလုတ်ဖြုတ်ပြစ်မှာလို့နောက်နေ့အလုတ်မလာလို့ပေါ့နော်။အဲ့လိုမျိုးလက်ရှိလိုင်းသားရာစာရုံတွေမှာလည်းအကိစ္စတွေကြုံနေရပါတယ်။ ီလိုမျိုးအငင်းပွားမှုတွေဖြစ်ပေါ်လာတဲ့အခါမှာလက်ရှိအလုပ်ရှင်အလုပ်သမားအငင်းပွားမှုဖြစ်ရှင်ရေးဥပဒေနဲ့ကင်တွယ်ဖြစ်ရှင်တဲ့အခါမှာလည်းဥပဒေပါအာဏာချက်တွေကြောင့်အခက်အခဲဖြစ်နေတာတွေလည်းရှိနေပါတယ်။ခုံတမာရီကောင်စီအစင်းရောက်ဖို့အချိန်ကျန်ကြာမှုရှိနေတာကလည်းအလုပ်သမားတွေကိုအပြေးအဝကာကွယ်ပေးဖို့အတွက်အဟံတာဖြစ်စေတယ်လို့အလုပ်သမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။လူတို့မှညောင်ကြီးကြီးဆိုင်ရာဥပဒေအားနဲ့ကြရင်ဘာကြီးပေါ်လာလဲလို့မင်းဆန္ဒပြဝယ်နေမှာပေါ်ပေါ်ပါလား ဥပဒေကဖြည့်ရှင်းဖို့နီလမရှိတော့ဘူးဆိုရင်ညှိနှိုင်းမှုအတွက်ကိုရုန်းကန်တာကိုအလို့သမားတွေကဆန္ဒပြပွဲတွေပေါ်လာတယ်ဆန္ဒပြပွဲတွေဒီနောက်ပိုင်းများချင်းဒီဘာကြောင့်လဲကျွန်တော်တို့မြင်တာဆိုအလို့သမားညှိမှုဖြည့်ရှင်းဆိုင်ရာဥပဒေမရအားနေကြကြအောင်ကျွန်တော်တို့ထင်တယ်ဗျအလို့သမားညှိမှုဆိုင်ရာဖြည့်ရှင်းဥပဒေတာအားကောင်းလာရင်ဆန္ဒပြမှုတွေကအားနေတော့မှာပဲဒါပေမဲ့အလို့ရှင်တွေဘက်ကတော့ဒီလိုမျိုးအလို့သမားတွေရဲ့ဆန္ဒပြပွဲတွေကြောင့်ကုံထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့နှောင့်နှေးကြံ့ကြာနေတဲ့အပြင်လက်ရှိအငင်းပွားမှုဖြည့်ရှင်းရေးဥပဒေတွေကလည်းအလို့ရှင်ဘက်ကိုကာကွယ်ပေးတာတွေအားနေတယ်လို့လည်းအလို့ရှင်တွေဘက်ကထောက်ပြပြောဆိုကြပါဗျာ နေရနေပေါ့လာတယ်ဒီမှာအလုပ်ရုံမှာလုပ်တယ်ဆံအောင်မှာလုပ်တယ်ရန်အောင်မှာလုပ်တယ်အလုပ်ရှင်တယောက်ကကြတော့လူမှုလုံးကြီးပဲတိုင်တိုင်သူနေဒီလိုက်ရှာဖို့အဲ့ဒီအဒီလိုက်တိုင်လို့ဟိုမဖြစ်နိုင်ဘူးလေသူတို့ကြတော့လှုပ်ချင်ရလှုပ်လို့ရတဲ့သဘောမျိုးအမားတို့ကြတော့အဲ့လိုပြန်ခံစားရတယ်သူတို့ကြတော့တစ်ခဏတော့တိုင်လိုက်မယ်တစ်ခဏဆိုရင်မလုပ်လိုက်မယ်တစ်ခဏဆိုငါလူတွေတည်အောင်မလို့ပြောလိုက်မယ်ပေါ့နော်အနှစ်ချုပ်ကတော့အလုပ်ရှင်တွေတော့မရှိဘူးအဲ့ဒီအတွက်အလုပ်ရှင်တွေအတွက်ကာကွယ်ပေးတဲ့ဥပဒေထည့်စေခြင်းတယ် ဘယ်လိုမျိုးထည့်ရမလဲဆိုတာကတော့ဟိုပို့ပြီးတော့တက်ကြွတဲ့လူတွေဥရေပညာရှင်တွေနဲ့ဒီဟိုလူမှုဖူလုံရေးအလုပ်သမားဝင်ပို့တိမှာပေါ့နော်အဲ့လိုဆိုတော့တကယ်လဲအလုပ်ရှင်တွေအလုပ်သမားတွေအလိုဆွေးနွေးပြီးတော့စည်းဝေးပြီးတော့ထည့်စီတယ်နဲ့2022ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုကိုဖြည့်ရှင်းတဲ့ဥပဒေကို2019ခုနှစ်မှာပြန်လည်ပြင်ဆင်တာတွေလုပ်ခဲ့ပါတယ်။လက်ရှိမှာတော့ဤဥပဒေပေါ်ထွက်လာဖို့အတွက်အလုပ်ရှင်အလုပ်သမားဝင်ကြီးဌာနတုံ့ပြန်ဆိုင်ဆွေးနွေးမှုတွေပြုလုပ်နေကြဆဲပါ။ ဟုတ်ကဲ့ပါကျမတို့ဆက်ဆော့အဆွေးနွေးချက်တွေမှာဆိုလို့ရှင်လဲဆီယမဒေါ်သက်ခိုင်ကသူအလုပ်ရှင်တွေဘက်ကအမြင်တွေဆွေးနွေးချက်တွေနဲ့ဆွေးနွေးသွားတယ်။နောက်ဗီဒီယိုထဲမှာဆိုလို့ရှင်လဲအလုပ်သမားရေးလှုပ်နေတဲ့သူတွေအလုပ်သမားတွေဘက်ကဆွေးနွေးချက်တွေကိုကျမတို့ကြားခဲ့ရတယ်။အခုဒီနေ့ဆွေးနွေးပွဲထဲမှာကျမတို့ဖိတ်ထားတဲ့သူတွေထဲမှာဆိုလို့ရှင် HR လို့ခေါ်တဲ့ဒီလူသားရေးမြင့်စီမံခန့်ခွဲရတဲ့သူတွေအလုပ်ရှင်နဲ့အလုပ်သမားတွေကြားထဲမှာနေရတဲ့သူတွေသူတို့တွေလည်းပါပါတယ်။ဆိုတော့သူတို့ရဲ့အခက်အခဲပေါ့နော်အလုပ်ရှင်နဲ့အလုပ်သမားကြားမှာနေရတဲ့သူတွေရဲ့အခက်အခဲဘက်ကဆွေးနွေးချက်တွေကိုလည်းကျမတို့ကြားချင်ပါတယ်ရှင်။အဲ့ဘက်ကသူတွေကျေးဇူးပြုပြီးကျမတို့ က်ထောင်ပေးပါအောင်ရှင်ဘသူတွေများဆွေးနွေးချက်တွေကိုဆွေးနွေးပေးနိုင်မလဲရှင်ကျမတို့ရှေ့ဆုံးတန်းရမှာအင်ဂျီအနီနဲ့မှာပါအမကျေးဇူးပြုပြီးလက်ထောင်ထားပေးပါအောင်နော်ကျမအဓိကသိချင်တဲ့အချက်ကတော့ဗောနော်ဒီကျမတို့အိရှာတွေအများစုကြုံတွေ့ရတဲ့အခက်ခဲကအလုတ်သမားယုံနေနဲ့ဒါရိုက်ဆက်ဆံရတာကျမတို့ဆက်ဆံရတယ်ဝန်ထမ်းနေတဲ့ဒါရိုက်ဆက်ဆံရတာကျမတို့ဆက်ဆံရတယ်အလုတ်သမားအလုတ်ရှင်တွေဆက်ဆံရတယ်ကျမတို့ဆက်ဆံရတယ်အဲ့ဒီမှာတွေ့ရတဲ့အခက်ခဲကအလုတ်ရှင်အလုတ်ရှင်တချို့ကကြတော့အလုတ်သမားဥပဒေတွေကိုသူတို့အသေးစိတ်မသိကြဘူး အဲအလုတ်သမားတွေကလည်းသူတို့ရဲ့ရပိုင်ခွင့်တွေကိုလည်းအသေးစိတ်မသိတဲ့အလုတ်သမားတွေလည်းရှိတယ်ပေါ့နော်အဲ့ကြတော့ကျမအနေနဲ့တောင်းဆိုချင်တာကအလုတ်သမားယုံနေကိုဒီအလုတ်ရှင်တွေကိုမသိဘူးဆိုတာဘယ်လိုများလဲရှင်ဥပမာလေးပြောပြပါလားအဥပမာပေါ့နော်ဟိုကျမကြုံခဲ့ဘူးတဲ့ဆိုရင်အလုတ်ရှင်ကအာဒီအိရှာအပေါ်မှာပဲအကုန်လုံးတာဝန်ပေးထားတယ်အလုတ်သမားဥပဒေတွေ OTJ တွေဘာညာဆိုရင်လို့ဥပမာတနင်္ဂနွေနေ့ဆိုရင်သူအလုတ်ခေါ်ခိုင်းလိုက်တဲ့နေစရာလည်းပေးထားတယ်စားစရာလည်းပေးထားတယ်အဲ့ဒီမှာအလုတ်ကပေါ်လာတယ်အလုတ်ရှင်ကခဏလေးခေါ်ခိုင်းလိုက်တယ်အလုတ်သမားကြောင့်လေဒါသူ ဲ့နားရဲ့သူရဲ့အားလက်ချိန်ပေါ့နော်အဲ့ဆိုရင်ကျမအနေနဲ့ OTG တွက်တွက်ပြီးတော့တာဝန်ရှိသွားပြီအလို့ရှင်အနေနဲ့ကြည့်တော့လေ OTG တွက်ဖို့မလိုဘူးဒီအလို့သမားက အခုလက်ရှိခဏအားနေလို့ခဏလေးယူခိုင်းလိုက်တယ်ပေါ့နော်။ပြဿနာအကြီးတော့မဟုတ်ပေမဲ့အလုပ်ရှင်တွေကိုယ်တိုင်ကိုလည်းအလုပ်သမားဥပဒေတွေကိုတိတိကျကျသိစေခြင်းနဲ့အလုပ်သမားတွေကိုလည်းအလုပ်ဒီသူ့ရဲ့ရပိုင်ခွင့်တွေကဒီလိုမျိုးတွေရှိတယ်ဆိုတာသိစေခြင်းနဲ့အဲ့တော့အလုပ်ကျွန်မတောင်းဆိုချင်တာကပေါ့နော်။ဒီအလုပ်သမားဥပဒေဌာနတွေအနေနဲ့အလုပ်ရှင်တွေကိုဟိုထိရောက်တဲ့ အလုံသမားဥပဒေတွေထွက်လာတိုင်းတည်တည်ချာချာပြောပြပေးဖို့အစီအစဉ်ရှိမရှိပေါ့ဟိုအိရှာတွေနဲ့ပဲဆက်ဆံတာမျိုးမဟုတ်ဘဲနဲ့ဓာတ်ရိုက်အလုံရှင်တွေနဲ့ဥပဒေတွေတည်ဖို့ဟိုဟိုတောင်းဆိုပေးခြင်းနဲ့ပေါ့နော်နောက်တစ်ခုကအလုံရှင်အနေနဲ့ဆိုရင်ရောအလုံသမားဥပဒေတွေကိုဟိုအကုန်လုံးနားလဲတက်ကြွနေဖို့လိုအပ်လားမလိုအပ်ဘူးလားဆိုတာအလုံရှင်ကိုစားအမအလုံရှင်ကိုစားလဲအမရဲ့ဒီအလုံသမားဥပဒေကြီးအန်ကယ်ရဲ့တစ်ချက်လောက်ဆွေးနွေးပေးစီခြင်းပါရှင့်ဟုတ်ကဲ့ဆရာဦးညွန့်ဝင်းရှင့်ဒီမေးခွန်းအတိုက်ရိုက်ဖြစ်ပြီပါ နိုင်တဲ့လောက်တော့ကျွန်တော်တို့လဲ awareness တွေဟာလာပညာပေးမှုတွေ workshop တွေလုပ်နေပါတယ်သို့တော်လည်းပဲရှိသမျှအလို့ရှင် ရှိသမျှအလို့သမားတိုင်းကိုနှံ့နှံ့ဆက်ဆက်နဲ့ဒီဥပဒေကိုတည်ဖို့ဆိုတော့ဒါကအင်ပရာမကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ဟာလာအလို့ရှင်တွေကလည်းသူတို့သိအောင်ကြိုးစားမှာဖြစ်ပါတယ်ဘာလို့လဲသူ့ရဲ့အကျိုးစီးပွားဖြစ်တယ်ဟာလာနောက်တစ်ခုကြာတော့လို့သမားတွေဘက်ကလည်း ပို့ပြီးတော့အခွင့်အလမ်းနှဲမှာပေါ့နော်။ဘာလဲဆိုတော့အလုံးလုံးချိန်အာယုံဟာလာစိုက်ပြီးတော့အနည်းဆုံး၈နာရီပေါ့။ OT နဲ့ပေါင်းလို့ရှိရင်အနည်းဆုံး၁၇နာရီကြော်သွားပါတယ်။ဂျားထဲမှာကျွန်တော်တို့ဓမင်းစားချိန်အလတ်ချိန်နဲ့ပေါ့။အဲ့တော့အလုံသမားလဲအလုံသမားကြီးရဲ့ဆိုင်ရာဥရေတွေကိုကျွန်တော်တို့လုံးစုံတီးဖို့အခွင့်အရေးနှဲပါလိမ့်မယ်။အဲအဲ့ဒီမှာခုနပြောခြင်းနဲ့အလုံသမားများကိုကိုစားပြုတဲ့ခုနအဖွဲ့စည်းပိုင်းဆိုင်ရာဒီကဏ္ဍလေးပေါ်လာပါပြီ။ အဲ့တော့အလုသမားကိုကိုစားပြုတဲ့ဒီခုနတမကတွေကလည်းအလုသမားတွေကိုဒီဥပရိပိုင်းဆိုင်ရာကိုကျွန်တော်တို့အစိုးရများနေသူအစိုးရဦးစီးဌာနများနေသူများနေသူဖြည့်ချင်းရှင်းလင်းပေးဖို့ဟောပြောပေးဖို့အတိပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဘက်ကလည်းဆောင်ရွက်ပါကျွန်တော်ဆောဆောလိုပဲဒီလိုမျိုးအလုပ်ရှင်တဲ့လူသမားကြအငင်းပွားမှုတွေကိုတိုင်ကြားရေးရန်တရားတွေအထိတိုင်ကြားမှုတဲ့သူတွေဘက်ကအခက်အခဲတွေအတွေ့အကြုံတွေပါရှင့်ဆိုတော့ကျမတို့ဒီ အနှွေးတယ်နဲ့အလဲတန်းရပါဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်စုံဝင်းပါမန္တလေးတိုင်းဒေသကြီးရလာပါတယ်ဌာနတစ်ခုမှာကိုနေကုန်ချလုပ်ငန်းလုပ်ပါတယ်ဌာနတစ်ခုမှာကိုနေကုန်ချလုပ်တဲ့အတွက်ဂူတော်မှာဖြစ်ပါတယ်ဂူတော်မှာဖြစ်တဲ့အတွက်ဂူတော်မှာလုံသား60ရှိတယ်လုံသား60ရှိမြေကိုလှုပ်ရှင်ကနေပြီးတော့ဟိုအလုံးဂူတော်ကြီးပိတ်သိမ်းတော့မယ်ဆိုပြီးတော့လုံ60လုံးလူ60လုံးကိုဖြုတ်လိုက်တယ်ဖြုတ်လိုက်တဲ့ချိန်မှာသူကမဖြုတ်ခင်ကိုသူကရွေကျွဲ့ နှစ်ချက်ထားတာလေကျွန်တော်တို့မဖြုတ်ခင်ဟိုပထမ2လလောက်ကတလကိုကျွန်တော်တို့ရဲ့ဝင်ငွေတွေက3သိန်းကျော်3သိန်းဝင်ကျင်ရတယ်အဲကျွန်တော်တို့ဖြုတ်တော့မယ်ဆိုတော့သူတို့က note ပေးလိုက်တဲ့ချိန်မှာကျွန်တော်တို့တလဒီလနေကျွန်တော်တို့ဖြုတ်တော့မယ်ဆိုပြီးတော့ကျွန်တော်တို့ပြောလိုက်တယ်အဲ့ချိန်မှာအဲ့ဖြုတ်မဲ့လရလေရောက်ရောကျွန်တော်တို့ရဲ့ဝင်ငွေတွေကဟိုတသိန်း4000 4000ဥပဒေမှာဟိုအ ਨੇ ဆုံးခါကြေးငွေကိုပဲကျွန်တော်တို့ပြီးတော့တယ်အဲအခုရောရမယ်ဆိုလို့ရှိရင်လည်းသူတို့ကအ ਨੇ ဆုံးခါကြေးငွေနဲ့ရောမယ်ဆိုပြီးတော့ဥပဒေမှာရှိတဲ့အတွက် အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့ချမှတ်သွားတယ်။အဲ့ဒါမျိုးချမှတ်လာတာတွေကိုကျွန်တော်တို့တိုင်တဲ့ချိန်မှာလို့ရှိရင်လေဟိုဥပဒေရေးရမှာလေဒီလိုဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာပြဿနာရှင်ရတာတွေကခက်ခဲနေတယ်။အဲ့ဒါမျိုးလေးတွေဖြစ်လာလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းမှုရန်ရရရင်လည်းသွားတင်တယ်ဆိုတာကျွန်တော်သိချင်ပါတယ်။ကျေးဇူးပါရှင်ဟုတ် ဆရာဦးမျိုးအောင်ရှင်ကျမတို့အရှိပိုင်းမှာဆိုရင်လည်းဒီအလုပ်သမားတွေဘက်ကတို့အခက်အခဲတွေတို့ဒီလိုမျိုးပြဿနာကြီးကြုံတွေ့ရတဲ့အခါမှာဘယ်ကိုသွားရမလဲဘယ်ကိုတိုင်ကြရမလဲဆိုတဲ့ပြဿနာအခက်အခဲတွေလည်းကျမတို့ကြားသိခဲ့ရတယ်။ဘာလို့လဲဆိုတော့ကျမတို့အလုပ်သမားတွေဘက်ကအလုပ်သမားဥပဒေမှာဆိုလဲ14ခုလောက်ရှိရတဲ့အခါကျတော့ဘယ်ဟာပါဆိုတော့တို့အတွက်သိနိုင်ဖို့အရန်အခက်အခဲရှိရလေဆရာ။အဲ့တော့တကယ်ဒီအလုပ်သမားကြီးကအငင်းပွားမှုတွေကိုတကယ်ထိမ့်သိမ့်ပြီးလုပ်နေတာကတော့အလုပ်သမားကြီးကဆက်ဆံရေးဦးစီးဌာနပေါ့နော်။ဒါဒီဌာနတွေရှိတယ်။ဒါတော့ဌာန၄ခုရှိတယ်။ အခုဒါတွေနဲ့ဆက်ဆက်ပြီးတော့မှဒါဌာနတွေကိုလည်းဒါဝန်ကြီးဌာနညွှန်ကြားချက်ကတော့အလုရှင်ရောအလုမှန်ရောတိုင်ကြားမှုတွေကိုဒါတွေလက်ခံပဲပြီးရင်တရားစွဲတဲ့ကိစ္စတွေအခုဥပဒေအစ်စ်မှလည်းပါလာပြီဘာပါလဲဆိုတော့တရားစွဲတဲ့နေရာမှာဦးစီးဌာနတာမြင့်ချက်12ချက်ပါ12ချက်မှာဦးစီးဌာနကပထမတော့ကိုယ်ချက်ကို လုတ်ပေးမယ်၃ချက်ကိုတော့တက်ဆိုင်ရာနစ်နာသူကနေဆွဲပါဆိုပြီးတော့မှာ ဒီလိုလေးတော့ရာသားတယ်သို့တော့အလုရှင်လုသမာဆိုးရစေသုံးမှုဆိုင်ဒါနီးဥပဒေပေါ်ပေါက်ရေးသုံးမှုဆိုင်ဆွေးနွေးတဲ့ခါမှာလည်းခုနပြောသလိုပဲအလုသမာလည်းတရားဝင်သွားဖို့ကိုသူ့မှာကုန်ကြားစိတ်နဲ့အခက်ခဲဖြစ်တယ်ဒီအလုရှင်မှာလည်းကိုယ့်အလုသမာကိုကိုယ်တရားမဆွဲခြင်းဘူးအဲ့တော့ဝင်ကြီးဌာနပဲလုတ်ပေးပါဆိုတဲ့ဟာလာတော့အခုဝင်ကြီးဌာနကလည်းဒီနီးဥပဒေမှာတိတိပပပါပဲဟိုထည့်သွင်းပြောလိုက်ပြီအလုရှင်ကပြည့်အလုသမာပြည့်ပြည့်ဝင်ကြီးဌာနကိုတရားဆွဲပြပါဆိုဆွဲပေးမယ် ်သို့တော့ခိုင်လုံတဲ့ထောက်ထားနဲ့ပေးဆိုတော့ဟာမျိုးတွေလည်းဟိုလုတ်ပေးလိုက်ပြီပေါ့နော်ဟုတ်ကဲ့ဆရာကျေးဇူးပါရှင်ဟုတ်ဟုတ်ကဲ့ပါကျမတို့ဒီအလုံးရှင်အလုံးသမားကြအငင်းပွားမှုကိစ္စရဲ့ကိုဖြေရှင်းဖို့ဥပဒေကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လဲကျမတို့အလုံးသမားလူမှုကြည်ကြဲရင်းနဲ့ပြည်သူ့ရောင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးသိန်းစွေကနေပြီးတော့ကျမတို့ရေကြည်ရာရဲ့ဒီနေ့ဆွေးနွေးခန်းအတွက်တည်ထောင်ဖြေကြားထားတဲ့ဗီဒီယိုတစ်ခုရှိပါတယ်အားလုံးပဲဒီရှိရစခရမောမှာကြည့်ပေးကြပါရှင့်အလုံးသမားငင်းပွားမှုဥပဒေပေါ့နော် ်ညမဥပဒေကအလုံးစစ်တိုင်းပဲဟိုရန်ကုန်နဲ့လိုမန္တလေးတို့ပဲခူးတို့မှာဟိုဆန္ဒပြတွေဖြစ်ပေါ်နေတယ်အဲ့ဒီမှာဆိုရင်အလုရှင်အလုသမားတွေကအငင်းပွားမှုဟာနေ့စဉ်ဖြစ်ပေါ်နေတယ်အဲ့တော့အဲ့ဒီလိုငင်းပွားဖြစ်တဲ့အခါမှာဒါအချိုးစည်းပွားဆိုင်ရာလားအငင်းတော့ဒါဟိုအခွင့်အရေးဆိုင်ရာလားဆိုတာလေတတ်မှတ်ဖို့လိုတာပေါ့အဲ့ဒီနဲ့ပတ်သက်ပြီးတော့မှာဒီဥပဒေရေးဆွဲတဲ့အခါမှာလည်းပဲအစိုးရအဖွဲ့အစည်းတစ်ခုနဲ့ရေးဆွဲလို့မရအောင်အလုရှင်ရောအလုသမားများသုံးမွှင့်ဆိုင်ပေါ့ဒီတဲ့ပို့ပြီးတော့မှာအလိုကအကြံပေးအဖွဲ့တွေပေါ့ တခြားနိုင်ငံတွေမှာဘယ်လိုရှိရဲဆိုတော့သူတို့ ਨੇ ဟိုညှိနှိုင်းပြီးတော့မှသူတို့ရဲ့ဘာတွေထည့်ကျင်တာလဲဘာတွေပြင်ကျင်တာလဲဘာတွေကိုတင့်တော်တာလဲဆိုတာကိုလှုပ်ရှင်အလုပ်သမားအစိုးရအဖွဲ့တွေညှိနှိုင်းပြီးတော့မှရေးဆွဲရတဲ့အတွက်တချို့ကိစ္စတွေမှာဆန္ဒရှိတော်လည်းပဲလက်တွေမှာမတူဟိုလေမမဆန်မဖြစ်နိုင်ဘူးပေါ့အဲ့လိုအစိုးရဘိုင်းဆိုင်ရာပြီးရင်လွှတ်တော်ပို့ပြီးတော့လွှတ်တော်ကလည်းပဲသူစဉ်စဉ်ကြီးဆောင်ရွက်ရပါတယ်တို့ရတွင်ဒီစဲဥတွေများကိုလည်းပဲပုံမူပြီးတော့မှကောင်းမွန်လို့လူသမားညှင်းပွားမှုတွေကိုလည်းပဲ ဒါနီးလမ်းများရှာကြံပြီးတော့မှဖြေရှင်းနေပါတယ်တဆိုင်ရာတိုင်းဒေသကြီးမှာရှိတဲ့ဝင်ကြီးတွေရောဝင်ရုပ်တွေရောဒီဌာနမှာရှိတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေရောဖြေရှင်းဆောင်ရွက်ပေးနေပါတယ်ဟုတ်ကဲ့ရှင့်ဆိုတော့ဆရာဦးညွင့်ဝင်းရှင်ဆော့ဆော့ဝင်ကြီးကလည်းပြောသွားတယ်ဒီလိုကိစ္စတွေကိုအစိုးရပိုင်းကသူတို့ဖြေရှင်းဖို့ဆောင်ရွက်နေရပေါ့နော်ဒါပေမဲ့ကြံ့ကြာမှုတွေတော့ရှိနေရပေါ့ဒီလိုမျိုးအလုပ်ရှင်တွေအလုပ်သမားအဖွဲ့အစည်းတွေဒီအကြံပေးတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေရလို့သူတို့ကြံ့ကြာမှုတွေရှိနေရလို့ပြောတယ်အခုကျမတို့ဒီ2012အလုပ်ရှင် ဲ့လိုသမားကြီးရအငင်းပွားမှုဖြစ်ရှင်ဥပဒေကိုလည်းကျမတို့2019မှာဒုတိယကြိမ်ပြန်လည်ပြင်ဆင်ပြီးပြဋ္ဌာန်းထားတယ်ဒါပေမဲ့နေဥပဒေတော့ကျမတို့မထွက်သေးဘူးနေဥပဒေအခုရေးဆွဲနေရလို့သိရပါတယ်ဆိုတော့ဒီနေဥပဒေထဲမှာအလौရှင်ဘက်နဲ့အလौသမားဘက်မျက်မျှတတပါဖို့အတွက်ကိုလှုပ်ပေးနေရလားရှင်ဒီပြဿနာတွေအပေါ်မှာခြေခံပြီးတော့မှအကောင်းဆုံးကင်တွယ်ဖြေရှင်းနိုင်မဲ့ဥပဒေကိုရေးဆွဲခဲ့တာဖြစ်ပါတယ်ပြောချင်တာကတော့အလौရှင်ကအလौသမားကနှစ်ဖက်မျှတတဲ့ဒီဖြေရှင်းတဲ့အခါမှာ အခြေအနေကောင်းနေဖန်တီးနိုင်မဲ့အနေအထားကိုဖော်ဆောင်နိုင်မှုဒါကိုကျွန်တော်တို့ရေးဆွဲခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အဲဆိုတိုးတော်လဲပဲဥပဒေတွေဥပဒေတွေအားလုံးကတော့လုံးဝအုတ်တုံအလုံးစုံကျွန်တော်တို့ပြည့်စုံမှန်ကန်တယ်လို့တော့ပြောလို့မရပါဘူးဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်တော့အကြမ်းကတော်တော်များများလဲဆွေးနွေးလို့ပြီးတော့ပါပြီရှင်ဆိုတော့အခုချိန်မှာတော့ကျွန်မဥဆောင်ဆွေးနွေးရဆက်ဆက်မတွေကိုနောက်ဆုံးအဆုံးသက်မေးကိုမေးချင်ပါတယ် ဲ့ဒါကတော့ကျမတို့ဒီနေ့ဆွေးနွေးပွဲပြီးတဲ့အချိန်ကနေစပြီးတော့ဒီအလုံရှင်နဲ့အလုံသမားကြားအငင်းပွားမှုတွေ လျော့နေလာဖို့အငင်းပေါင်းမှုတွေဖြစ်လာရင်နှစ်ဖက်မျက်မျက်တက်တာနဲ့ဖြည့်ရှင်းနိုင်ဖို့အတွက်ကို့အနေနဲ့ဘာကနေစလုပ်မယ်လို့စဉ်းစားထားလဲဘာကနေစလုပ်မယ်ထင်လဲရှင်။ဒါတော့ကျမတို့မတသက်အောင်အနေပြီးတော့စပြီးတော့ဖြည့်ပေးပါအောင်။ဆိုတော့ကျမတို့အရက်ဖက်အဖွဲ့စည်းတွေအနေနဲ့လည်းပဲပေါ့နော်။ဒါဓမ္မကျမတို့တထောက်ချောက်လုံးဂူညီနေတယ်။ဒါကျမတို့အရက်ဖက်အဖွဲ့စည်းတွေဆိုလို့ရှိရင်သင်တန်းနေပေးတယ်။အလို့ရှင်အာဒီဥပဒေနဲ့ပတ်သက်တဲ့သင်တန်းတွေအခွင့်အရေးဆိုင်ရာသင်တန်းတွေနောက်တစ်ခုကကျတော့အခွင့်အရေးဆိုင်ရာသင်တန်းပေးပြီးတော့တခါကျရင်ကျမတို့ကျမတို့ကျမအဖွဲ့စည်းအနေနဲ့ဆိုလို့ကျမတို့ဆိုလဲအခွင့်အရေးဆိုင်ရာသင်တန်း ပြင်အောင်မှာ rights and responsibility ပေါ့တာဝန်ယူမှုတာဝန်ခံမှုအပိုင်းနေရာအစားပေါ့ဒါသင်တန်းနေကျွန်တော်တို့ပေးရတယ်ဆိုတော့ဒါမျိုးတွေကိုလည်းကျွန်တော်တို့တရောက်လျှောက်လို့လုပ်ရမယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ဆိုတော့ဆရာဦးညွန့်ဝင်းအောင်ဆရာအနေနဲ့ဘာသာလုပ်မယ်ထင်လဲရှင်ကျွန်တော်အနေနဲ့ညီကုန်းချုပ်ပြောချင်တာကတော့ကျွန်တော်တို့ဒီညှင်းပွားမှုတွေဟာရှိနေဦးမှာပါပဲကျွန်တော်တို့ရှိတဲ့အခါမှာတော့ချင်းကပ်ပုံချင်းကပ်နီးနဲ့ဖြည့်ရှင်းတဲ့နီလန်းပုံစံကိုကျွန်တော်တို့အလုပ်ရှင်ဘက်ကရောအလုပ်သမားဘက်ကရော ကျွန်တော်တို့ဆိုးဟဘက်ကရောဒါလေးကိုအာယုံစိုက်ပြီးတော့ဒီတဲ့ပူကောင်းတဲ့နီလန်းနေနဲ့ကျွန်တော်တို့ရှေ့ဆက်လှုပ်သွားမယ်ဆိုရင်တော့အဲငင်းငင်းချမ်းချမ်းဖြစ်သွားမယ်ဒီဖြစ်ပွားတဲ့ပြဿနာတွေလည်းကျော်ပါလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ဆိုတော့အမဒေါက်တာသက်ခိုင်အမအနေနဲ့ရောရှင်ဟုတ်အဲကျွန်မပြောချင်တာကတော့ဘယ်ကနေစရမလဲလို့ပြောလို့ရှင်ဒီအငင်းပွားမှုတွေမဖြစ်အောင် ဟိုကာကွယ်တာနေစရမယ်အဲ့ဒါအတွက်ကိုကျမတို့ဟိုចောင်းជိုးစီလျော်တဲ့နှစ်ဦးနှစ်ဖက်လုံးထည့်သွင်းစဉ်းစားထားတဲ့ HR policy တွေကျမတို့ရှိတဲ့နေပေါ့လုပ်ငန်းခွင်တွေမှာအဲပြီးလို့ရှိရင်လုပ်ငန်းခွင်မှာယုံကြည်မှုတည်ဆောက်ရမယ်ပေါ့เนาะအလုပ်ရှင်နဲ့အလုပ်သမားယုံကြည်မှုတည်ဆောက်ရမယ်အဲပြီးလို့ရှိရင်အလုပ်သမားတမကတွေကလည်းအလုပ်ရှင်နေနဲ့အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ယုံကြည်မှုတည်ဆောက်နိုင်အောင်အပြန်အလှန်စူးစမ်းရမယ်ပေါ့เนาะဟုတ်ကဲ့ကျေးဇူးပါရှင်ဆိုတော့ကျမတို့ဆရာဦးမျိုးအောင်ရှင် နောက်ဆုံးအနေနဲ့ဆရာအနေနဲ့ဩဘာအနေစလုပ်မယ်လို့စိတ်ကူးထားလဲရှင်ဒီလုံသမားကြီးကငင်းပေါင်းဖြစ်ရှင်ဥပဒေမှာ mechanism တွေချထားပြီလေအဲ့တော့ဉာဏ်တရားတွေပေါ့နော်ဉာဏ်တရားတွေပေါ့လေးစင်ပေါ့နော်ခုနပြောတဲ့လုပ်ငန်းကွင်တွေမှာညှိနှိုင်းကော်မတီအဲ့ဒါမျိုးနဲ့ညှိနှိုင်းပြန်ပြန်ရေးခုံသမားတိခုံသမားတိကောင်စီဆိုတာရှိတယ်အဲ့တော့ဒီမှာအဓိကအရေးကြီးတော့လုပ်ငန်းတွင်းညှိနှိုင်းကော်မတီ WCC ဆိုတာအရေးကြီးဆုံးပဲအလို့ရှင်တဲ့လုပ်သမားပဲပါတယ်ပါတဲ့ခါမှာဒီဟာကိုဖြည့်ရှင်းနိုင်ဖို့ဒီ ဂျန်နစ်မက်ဂနက်ဇင်လို့မရောက်တော့ဒီဟာမှပြေလည်ဝိုင်းတို့တော့အလုရှင်ရလဲဒီကိုယ်စနစ်တို့အိမပြုတ်မှုတို့ဒီကိုယ်စနစ်နဲ့အလုရှင်ကိုခုနကြိုးချောင်းစီပြောတဲ့တင်ပြမှုတွေရှိဖို့လို့ဒါကတော့အရေးကြီးတဲ့ main ချက်ဟုတ်ကဲ့ဆရာကျေးဇူးပါရှင်ဟုတ် ဟုတ်ကဲ့ပါကျမတို့ဒီနေ့မှာဆိုလို့ရှင်တော့အလုပ်ရှင်နဲ့အလုပ်သမားကြားကဖြစ်ရတဲ့အငင်းပွားမှုတွေပေါ်မှာအခြေခံပြီးတော့ဖြစ်ရတဲ့ပြဿနာတွေအခက်အခဲတွေအဲ့ဒါတွေကိုဘယ်လိုမျိုးဖြေရှင်းမလဲဆိုတဲ့နည်းလမ်းတွေကျမတို့ဆွေးနွေးသွားပါတယ်အဲ့ဒီမှာဆိုရှင်အလုပ်ရှင်တွေအလုပ်သမားတွေအလုပ်သမားရေကူးနေဆောင်ရွက်ပေးနေသူတွေနောက်ပြီးဥပဒေပညာရှင်တွေစောစောလေးကိုကျမတို့အကြောင်းအရာတွေကိုဆွေးနွေးသွားပါတယ်ရှင်ဒီစီစဉ်ဝင်ကြည့်ရှုနေတဲ့သူတွေအနေနဲ့လည်းကျမတို့ ဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ Facebook မှာမြန်မာလိုရေးကြည်ရလို့ရိုက်ရှာပြီးတော့ live ဝေဖန်အကြံပြုနိုင်ပါတယ်။အခု TV စီစဉ်ကိုကြည့်ရှုနေတဲ့သူတွေရောကျမတို့ဒီနေ့ဆွေးနွေးပွဲထဲမှာကိုရင်ကိုကြပါဝင်ပြီးတော့ဆွေးနွေးပေးသွားကြတဲ့သူတွေရောဥဆောင်ဆွေးနွေးပေးသွားတဲ့ဆရာဆရာမတွေရောအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အလို့သမားတွေမှာအလို့သမားခွင့်ရရှိပါတယ်။အလို့သမားတွေရဲ့အခွင့်အရေးကိုဆွေးနွေးဖို့ရေးကြည်ရကအမြဲအစဉ်တင်ရှိနေပါတယ်ရှင်။